အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏလေးတော့ကြမ်းရှိနေသေးတဲ့ Thailand နဲ့ Vietnam ကိုတွေ့ကြရအောင် Thailand Thailand is situated on the Gulf of Siam ထိုင်းနိုင်ငံဟာဆိုရင် is situated တည်ရှိပါတယ် on the Gulf of Siam Siam ပင်လယ်ကွေ့ပေါ်မှာတည်ရှိပါတယ် Siam Gulf ဆိုတာက Gulf ဆိုတာက a large area of sea that is partly surrounded by land ဒီအစိပ်ပိုင်း အဲနည်းနည်းကိုတော့ကုမီနဲ့ကာရန်ထားတဲ့ large area ကို C အဲကျကျပြန့်လာတဲ့ပင်လယ် area ကြီးတဲ့အော်ပင်လယ်ခွေးလို့ခေါ်တာပေါ့နော် bounded on the east by laws and cambodia bounded ဆိုတာကာရန်ထားတာကိုပြောတာ to found the edge or limit of an area area တခုရဲ့ကန့်တက်ချက်ဆိုတော့ကာရန်ထားတယ်တဲ့ on the east by laws and cambodia အစ်ပြစ်မှာကတော့လာအိုနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံကာရန်ထားပြီးတော့မှ on the south by malaysia တောင်ဘက်မှာကတော့မလေးရှားနိုင်ငံနဲ့ in on the worst by myanmar နောက်ဖက်မှာကတော့မြန်မာပြည်ကကာယံထားတာပါတဲ့ bangkok is the capital of thailand bangkok မြို့ဟာဆိုရင်ထိုင်းနိုင်ငံရဲ့အဓိကမြို့တော်ဖြစ်ပြီးတော့မှ is regarded as a shopper's paradise thai regarded ဆိုတာကသတ်မှတ်ထားပါတယ်တဲ့ as a shopper's paradise paradise ဆိုတာကဒါ bangkok မြို့ပေါ့နော် paradise ဆိုတာကဒုက္ခဘုံ ီဗထာရေးချုပ်မှာဆိုရင်တော့သူ့ကိုဥမာအပြင်ခရယာမှာဆိုရင်သူ့ကိုကောင်းကင်ဘုံလို့ပြောကြတယ်ပေါ့နော်ပြည်ပြီးနောက်မှာသွားမယ်နေရတဲ့ heaven ဒီနေရာမှာတင်စားပြီးပြောထားတာဘန်ကောက်မြို့ဟာဆိုရင်ထိုင်းနိုင်ငံရဲ့အဓိကမြို့တော်ဖြစ်ပြီးတော့မှဈေးဝယ်သူတွေရဲ့ဒုက္ခဘုံလို့သတ်မှတ်ထားပါတယ်တဲ့ some is restaurants ဒီဘန်ကောက်မြို့ကတချို့ဒီစားတောက်ဆိုင်နေရာဆိုရင် stage stage ကဒီနေရာမှာ vast ဖြစ်တယ် organized in prison a play ကိစ္စတခုကိုတင်ဆက်ပြတာဒီပေါ့ stage တင်ဆက်ပြတာတဲ့ cultural shows ရင်ကျင်းမှုပြပြပွဲတွေကိုတင်ဆက်ပြတာပါတယ် where အဲ့ဒီ restaurant တွေမှာဆိုရင် one can enjoy ခံစားနိုင်တဲ့ the twin pleasures twin pleasure ဆိုတာပျော်ရွှင်ခြင်းတို့မှုနှမျိုးလုံးကိုခံစားနိုင်တယ် used to describe two things that are connected or present happening at the same time တစ်ချိန်ထဲမှာပဲပေါ့နော်တစ်ချိန်ထဲမှာဒီပျော်ရွှင်ခံပျော်ရွှင်ခြင်းတို့မှုနှမျိုးကိုခံစားနိုင်တယ်တဲ့ Thai cuisine in classical dance cuisine ဆိုတာကအစားအသောက်ကိုပဲပြောချင်တာ Thai အစားအစာနဲ့နဝအကနှမျိုးလုံးကိုတစ်ချိန်တည်းခံစားနိုင်တယ်တဲ့ Chiang Mai a popular old city နာမည်ကြီးရှောင်းမြို့တစ်မြို့ဖြစ်တဲ့ Chiang Mai မြို့ဟာဆိုရင် stay retains retain ဆိုတာထိန်းသိမ်းထားဆဲပဲတဲ့ retain ဆိုတာ preserve လုပ်ထားတာကိုပဲပြောတာထိန်းသိမ်းထားဆဲပဲရှိနေဆဲပဲ walls and moats walls and moats ဆိုတာမြို့ရိုးနဲ့ကျုံးကိုပြောတာ မုတ်ဆိုတာက deep white channel it was back around a cursor etc and fill with water to make it more difficult for enemies to attack ရန်သူတွေတက်ခိုက်လာရင်ခက်ခဲအောင်လို့အလွယ်တကူတက်ခိုက်လို့မရအောင်လို့ရဲတိုက်ဖြစ်ဖြစ်ကျွန်တော်တို့ပတ်ပတ်လည်းမှာတူမြောင်ကြီးတွေတူပြီးတော့မှရည်တွေထည့်ထားတာဆိုတော့ကျုံပေါ့ဗျာ from a history သူတို့တမိုင်းကဒီမြို့ယူနဲ့ကျုံကြီးကိုတဲ့ as a cultural religious center ယဉ်ကျေးမှုနဲ့ဘာသာရေးဆိုင်ရာနေရာတွေအဖြစ် နော်ဒီမြို့ယူနဲ့ဂျုံကြီးကိုတဲ့ထိတိမ်းထားစေပါပဲတဲ့ it is also home to hundreds of buddhist temple okay ကျွန်တော်ချင်းမိုင်မြို့ကြီးအောင်လို့ this is chin mai ဒါတော့သူ့ရဲ့ moat နဲ့ wall ဖြစ်ပါတယ်ဒါ moat ပါ it is also home to hundreds of buddhist temples ဒီချင်းမိုင်မြို့ဟာဆိုရင်ဂျာပေါင်းများစွာတော့ဘုရားဘာသာဖရာเจ้าတွေအတွက်တည်ရှိရာနေရာလည်းဖြစ်ပါတယ်တဲ့ also worth visiting is sukhothai အယူနက်စကိုဝါဟာရီတေ့စီတီကမ္ဘာယဉ်ကျေးမှုအမွေနဲ့ဈေးဝင်ဖြစ်တဲ့ဒီစုခုထိုင်းဟာဆိုရင်တဲ့ worth visiting လဲပတ်ရတာတန်ပါတယ်တဲ့ it houses houses ကဒီနေရာမှာကျွန်တော်တို့ verb ကိုပြောတာပေါ့နော် temple ကတော့ a building used for worship of god or gods ဖရာတွေကိုဝတ်ပြုတဲ့အဆောက်အဦတဲ့ especially a religion other than christian christianity သူတစ်ဖြင့် ခရီယနီတစ်ကိုတခြားဘာသာတွေမှာသုံးတဲ့ temple ပေါ့နော်ခရီယနီကတော့ church လို့ပဲသုံးတာပေါ့ဒါတော့စုခိုထိုင်းကကျွန်တော်တို့ temple တွေစုခိုထိုင်းမြို့ကဒီတမိုင်းဝင်ရင်ကျင်းမှုအမွေနဲ့နေရာတွေဖြစ်ပါတယ် houses က to be the place where something is kept တခုခုကိုထိန်းသိမ်းထားတဲ့နေရာအဲ့တော့ဒီနေရာမှာ a houses င်းသိမ်းထားတယ်ဗော။ A vast number of historical sites and temple ruins. A vast number vast ဆိုတာကအရှုကိုပဲပြောတာ။မြောက်မြလားဆိုတော့ historical sites တမိုင်းဝင်ယဉ်ကျေးမှုနေရာတွေ temple ruins ruins ဆိုတာကပစ္စည်းယိုယွင်းနေတော့ဒီ temple ဘုရားကျောင်းနေနဲ့တမိုင်းဝင်နေရာမြောက်များစွာတည်ရှိရာနေရာလည်းဖြစ်တယ်တဲ့ As the first capital of Siam Siam ရဲ့ပထမဦးဆုံးမြို့တော်ဖြစ်သောကြောင့် the Sukhothai kingdom ဒီစုခုထိုင်းဘရင်တိုင်းပြည်ဟာဆိုရင် what's the birthplace of Thai arts architecture and language ထိုင်းအနုပညာပိတုကလေးရာတွေ language ဘာသာစကားတွေစတဲ့မွေးဖွားခဲ့ရပေါက်ဖွားခဲ့ရနေရာလဲဖြစ်ပါတယ်တဲ့စုခုထိုင်းပေါ့နော်ဟုတ်ကဲ့တော့ ruin ဆိုတာက severely damaged ပြင်းပြင်းထန်ထန်ပျက်စီးသွားတာကိုပြောတာပါစုစုပေါင်းကပျက်စီးသွားတာ there are many opportunities for sport too for sports too အားကစားတွေအတွက်လည်း many opportunities အခွင့်အလမ်းများစွာရှိပါတယ်တဲ့ The beach resort in Pattaya in Phuket အများသူကအပန်းဖြေနေရာကမ်းခြေတွေဖြစ်တဲ့ပတ္တယာမြို့နယ်ဖူခဲမြို့ဟာဆိုရင် offer offer ပေးစွမ်းထားတယ် a wide range of activities နှုတ်များလှစွာသောလှုပ်ဆောင်စရာတွေကိုပေးစွမ်းထားတယ်တဲ့ from scuba diving and windsurfing to golf ယခုဝတ်စုံတဲ့ယခုချင်းကနေ windsurfing to golf line လေးစီးခြင်းကနေကောက်တီးရိုက်တီထိအမျိုးမျိုးသော လှုပ်ဆောင်ဆောင်တာလှုပ်ဆောင်စရာမျိုးမျိုးစုံကိုပေးစွမ်းထားပါတယ်တဲ့ဒီ scuba diving နဲ့ wind surfing တို့ကြတော့ water sports တွေပေါ့နော် water sports တွေ wind surfing ဖြစ်ပါတယ် wind surfing က sail boat တောင်မဟုတ်ဘူး wind surfer ပေါ့မှာရွတ်ရွတ်ကိုတုံးပြီးပြီးတော့မှလိုင်းလေစီးတာကိုပြောတာပါ surfing ကတော့ဒါ boat လိုင်းစီးတာပေါ့နော် for lovers of travel and adventure ခီးတွားခြင်းနဲ့စွန့်စားမှုကိုစိတ်နဲ့တက်တဲ့လူတွေဖို့တဲ့ Sanfan Bok the Grand Canyon of Thailand ထိုင်းနိုင်ငံရဲ့အရာမခုနှစ်ကြီးလို့ပြောကြတဲ့ Sanfan Bok ဟာတဲ့ is a unique natural land formation တမူထူးခြားတဲ့တဘာဝကုမြဖွဲ့စည်းမှုဖြစ်ပါတယ်တဲ့ as well as ဒါအပြင်ဒီ Sanfan Bok ဟာဆိုရင် a river with little pools of water ရေအိမ်ငယ်လေးတွေပါတဲ့မြစ်တစ်စင်းလည်းဖြစ်ပါတယ်တဲ့ဟုတ်ကဲ့ကျွန်တော်တို့အနည်းငယ်ချက်အမှကြည့်ကြရအောင် ဒါ suffer walk အရာမှာကျောင်းနေကြီးပေါ့နော်ဒါမြစ်တစင်းလည်းဖြစ်တယ်တဲ့ water pools တွေ little water pools ရေအိမ်ငယ်လေးတွေပါတဲ့မြစ်တစင်းလည်းဖြစ်တယ်တဲ့ဒါတဘောအတိုင်းဖြစ်နေတာပေါ့နော်ဒါ natural formation မှာတဲ့ suffer walk ဖြစ်ပါတယ်ဒါကတော့ဖူးခစ်ပါဒီပေါ်တော့ဖတ်တရားပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့စစ်ကြည့်ကြရအောင် တ်တရားနဲ့ဖုခေဖြစ်ပါတယ် stage performances of ancient muay thai boxing matches ရှီဟောင်းဒီ muay thai လက်ဝေးစင်တင်ဖျော်ဖြေမှုတွေ thai travel dances travel dances ဆိုတာက trap ကနေလာတာ trap ကလူမျိုးစုကိုပြောတာ travel dance ဆိုတော့ကျွန်တော်တို့ဒီဘူးရအကတွေပေါ့ and puppet shows puppet shows ဆိုတာက ရုပ်ကေးပြပွဲတွေဟာတဲ့ also ဖြစ်ကြပါတယ် popular cultural attractions of thailand ထိုင်းနိုင်ငံရဲ့လူကြိုက်များတဲ့ယဉ်ကျေးမှုဆန်ရာဆွဲဆောင်မှုတွေဖြစ်ကြပါတယ်တဲ့ Muay Thai boxing is a combat sport of thailand Muay Thai လက်ဝဲဟာဆိုရင် combat combat က fighting ပဲတက်ခတ်ရေးအာဂါစာထိုင်းနိုင်ငံရဲ့တက်ခတ်ရေးအာဂါစာလည်းဖြစ်တယ်တဲ့ character rise by the combined use of fists elbows knees and shins character rise ဆိုတာကဝိသေသပြုထားတာ bind the combine use ပေါင်းစပ်ပြီးတော့မှအသုံးပြုရခြင်းကိုဝိသေသပြုထားတာတဲ့။ဘာတွေအသုံးပြုရလဲဆို fist လက်သီးတွေ elbows တရောင်တွေ knees ဒူးတွေ insurance ညူတကြီးတွေကိုပေါင်းစပ်အသုံးပြုပြီးတော့မှတဲ့။တိုက်ခိုက်ရတဲ့ထိုင်းနိုင်ငံရဲ့တိုက်ခိုက်ရေးအကစားဟာမွေထိုင်းဖြစ်ပါတယ်တဲ့။ကျန်းဆိုတာကတော့ညူတကြီးကိုပြောတာပေါ့နော်။ knee ဘူးဖြစ်ပါတယ်။ elbow တရောင်ဖြစ်ပါတယ်ပေါ့နော်။ It has gained increasing worldwide popularity. ကမ္ဘာတဝန်းလုံးမှာ popularity လူကြိုက်များမှုဟာ gain increasing ရရှိလာတာတဲ့ဆင့်ကလေးက late 20th to 21st century 20ရာစုနောက်ပိုင်းကနေ21ရာစုကနေစပြီးတော့မှကမ္ဘာတလွားမှာတဲ့ဒီမွေထိုင်းအားကစားဟာဆိုရင်လူကြိုက်များမှုတိုးလာနေတာဖြစ်ပါတယ်တဲ့ဟုတ်ကဲ့ဆက်ပြေးမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့စစ်ကြည့်ကြရအောင် Vietnam Vietnam is long and narrow in shape ပုံသဏ္ဍာန်အဖြစ်တော့ဘယင်နာဟာဆိုရင်နဲ့ long gen nero long gen nero ဆိုတာကရှည်လျားပြီးတော့မှကျင်းမြောင်းပါတယ်တဲ့ widening north and south ends widening ဆိုတာက widen ဆိုတာ to become wider တဖြည်းဖြည်းနဲ့ကျယ်သွားတာပေါ့နော် north and south ends တောင်ဘက်ဆုံးနဲ့မြောက်ဘက်ဆုံးကတော့ကျယ်တယ်တဲ့တောင်နဲ့မြောက်ကတော့ကျယ်တယ်လို့ပြောရင်နော်ပုံကိုကြည့်မယ်ဆိုရင်ဘီယန်နန်ဘီယန်နန်ဆိုရင် ဒီတောင်နဲ့မြောက်ကတော့တောင်နဲ့မြောက်ကိုကျယ်ပြီးတော့မှရှည်ရှည်မျိုးမျိုးကြီးဖြစ်နေတာလို့ပြောတာပါ This fascinating country is full of surprises ဒီ fascinating fascinating ဆိုတာခဏခဏပါနေတာ extremely interesting and attractive အလွန်မင်းစိတ်ဝင်စားစရာကောင်းပြီးတော့ဆက်ဆောင်မှုရှိတော့ဒီတိုင်းပြည်ဟာဆိုရင်ね full of surprises အံ့ဩဖွယ်ရာတွေနဲ့ပြည်နေတာတဲ့ in ပြီးတော့ is ဖြစ်ပါတယ် one of south asia's most underrated destination အရှိတောင်အာရှနိုင်ငံတွေထဲက most underrated destination တကယ် full of surprise အံ့ဖွယ်ရတဲ့ပြည်နေနေသလောက် underrated destination ဆိုတာထင်သလောက်ချီးကျူးမှုအတိမတ်ပြုမှုမခံရတဲ့နေရာတွေဖြစ်ပါတယ်တဲ့အဲ့တော့ underrated ဆိုတဲ့စကားလုံးကကျွန်တော်တို့ဒီဘောလုံးကစားဘောလုံးအသင်းတဲမှာဆိုရင် underrated player ဆိုရင်သူကအသင်းအတွက်ဘလောက်ပဲအကျိုးပြုနေနေထင်သလောက်မီဒီယာတွေက အယုံစိုက်ခြင်းမခံရတဲ့ကစားသမားမျိုးဆိုတာဒီသင်တလောက်အကျိုးပြုနေတော့ညာလဲသူ့ကိုဟိုထက်တန်တဲ့အတိမတ်ပြည်မျိုးမခံရတဲ့ player မျိုးကို underrated player လို့ပြောတာဖြစ်တယ်ဒီမှာတော့ underrated destination ဆိုတော့တကယ် full of surprise အံ့ဖွယ်ရိုင်နဲ့ပြည့်နေနေတော့ညာလဲဟိုသင်တလောက်ဟိုလူတွေမတိကြသေးတဲ့သင်တလောက်အတိမတ်ပြုမှုထက်တန်တဲ့အတိမတ်ပြည်မျိုးမရသေးတဲ့အလဲပတ်စရာနေရာတွေဖြစ်ပါတယ်လို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့စစ်ကြည့်ကြမယ် အင်းနံဘီနံနိုင်ငံဟာဆိုရင်ね boost boost ဆိုတာကဂုဏ်ယူဝင့်ကြွားနေပါတယ်လို့ပြောချင်တာ to talk with too much pride about something that you have မြန်မာရှိတဲ့အရာတွေအကြောင်းကိုပြောပြီးတော့မှဂုဏ်ယူဝင့်ကြွားနေတာကိုပြောတာဘာတွေနဲ့ဂုဏ်ယူဝင့်ကြွားနေလဲဆိုတော့ primitive forest primitive ဆိုတာက belonging to an early stage in the development of humans or animals ရှိခောင်းပေါ့ဗျာအ humans or animal ဒီလူတွေတိရစ္ဆာန်တွေရဟိုးရှိခဲ့ primitive forest တော့ရှိကြတဲ့တက်တော်တွေ when precious flora and fauna တန်ဖိုးကြီးလာတဲ့ flora and fauna flora and fauna ဆိုတာကအပင်နဲ့တိရစ္ဆာန်တွေကိုပဲပြောတာ flora ဆိုတာကအပင်ဖြစ်ပြီးတော့မှ fauna ဆိုတာကတိရစ္ဆာန်ဖြစ်ပါတယ်တန်ဖိုးကြီးလာတဲ့အပင်နဲ့တိရစ္ဆာန်တွေရှိတဲ့ primitive forest ကြီးဟောင်းတက်တော်တွေတက်တန်းရက်တက်တော်တွေ high mountains when a temperate climate which attract many tourists which attract many tourists ကမ္ဘာလက်ခီးတဲ့ပေါင်းမြောက်များစွာကိုဆွဲဆောင်နေသော when a temperate climate temperate ဆိုတာကမျှတသောလို့ပြောချင်တာ having a mild temperature without extremes of heat or cold မပူလွန်းမအေးလွန်းမျှတတဲ့ရာသီဥတုရှိသော high mountains တောင်တန်းတွေနဲ့တံပူးကြီးတဲ့အပင်တွေတိရစ္ဆာန်တွေရှိတဲ့တက်တော့တွေဟာဘယင်နံကိုဂွေဝင်ကြအောင်လှုပ်နေတာတဲ့ဘယင်နံကဂွေယူဝင်ကြနေတယ်တဲ့ a great number of lakes ရေကမောင်းမြောက်များစွာ rivers မြစ်တွေ streams တန်းကြောင်းတွေ waterfalls ရေတံခွန်တွေနဲ့ grottoes ဒီ grotto ဆိုတာကလှမ်းကူးတွေကိုပြောတာ small cave လှမ်းကူးတွေဟာတဲ့ make up ဖန်တီးပေးပါတယ် wonderful scenic spots of the country တိုင်းပြည်ရဲ့ scenic scenic ဆိုတာက heavy beautiful natural scenery လပသောတဘာဝမြင်ကွင်းတွေရှိသော spot spot ဆိုတာကနေရာကိုပြောတာ a particular area or place တကယ်တဘာဝအလပရှုခွင့်တွေတိုင်းပြည်ရဲ့ တကယ်တဘာဝအလပရှုခင်းနေရှိတဲ့ sorry တိုက်ပြည့်ရဲ့တဘာဝအလပရှုခင်းနေအောင်စရာကောင်းတဲ့တဘာဝအလပရှုခင်းနေကိုဖန်တီးပေးနေပါတယ်တဲ့ along the vietnamese coastline ဗီယက်နမ်ကမ်းရိုးတန်းတစ်လျှောက်မှာဆိုရင် there are many beautiful beaches အရန်လှပါတဲ့ကမ်းခြေတွေရှိတယ်တဲ့ halong bay with thousands of limestone island within halong bay ထောင်ပေါင်းများစွာသောထုံးကြောက်ကျွန်းနေရှိတဲ့ဒီဟလောင်ဘေးဟာဆိုရင်ね is a prime cruising territory prime ဆိုတာကအဓိက cruising ဆိုတာကပင်လယ်လစ်လာရေးခရီးရေချောင်းလစ်လာရေးခရီး territory ဆိုတာကနေရာကိုပြောတာ a particular type of land ဆိုတော့ဒီထုံးကြောက်ကျွန်းပေါင်းမြောက်များစွာထောင်ပေါင်းများစွာရှိတဲ့ဟလောင်ဘေးဟာဆိုရင်ねမဖြစ်မနေအဓိကပင်လယ်ရေးခရီးလဲပတ်ရမယ်နေရာတစ်ခုလည်းဖြစ်ပါတယ်တဲ့ ဒါကတော့ glacios တွေပေါ့နော်ဒီကတော့ halong bay ဖြစ်ပါတယ်ဒါ cruise ပေါ့အဲတော့ high mountains တွေပါ glacio တွေဒါကတော့ halong bay ဖြစ်ပါတယ်ပြောစရာကြီးပေါ့ဗျာဟုတ်ကဲ့စစ်ကြည့်ကြအောင် those who visit vietnam vietnam ကိုအလဲပတ်သွားတဲ့သူတွေဟာ when is ho culture ho culture ho ဆိုတာက heavy existed for a very long time ကြီးကြတော့ဆိုတဲ့ဒီပဲ တကယ်ရှိကြတဲ့ယဉ်ကျေးမှုတွေရှိတဲ့ဗီယက်နမ်ကိုအလဲပတ်သွားတဲ့သူတွေဟာတဲ့ to go to hanoi is capital first its capital နိုင်ငံရဲ့အဓိကမြို့တော်ဖြစ်တဲ့ hanoi မြို့ကိုတဲ့ first ပထမဦးဆုံးသွားတဲ့နဲတဲ့ although ဒေါ်ညာလဲ the citadel citadel ဆိုတာကခံတပ်ကိုပြောတာ a castle on high ground တကယ်မြင့်မားတဲ့နေပြည်တော်မှာရှိတဲ့ဒီ a castle ရဲတိုက်ကြီးပေါ့ or near a city မြို့နီးနားမှာရှိတာတဲ့ where people could go when the city is being attacked မြို့ကိုတိုက်ခတ်ခံရရင်မြို့နေပြည်သူလူထုဟာအဲ့ဒီကိုတော့မတိတ်ချောင်နိုင်နေပေါ့နော်ခံတက်တွေ temples and places ဖျားကြောင်းတွေ sorry places မဟုတ် palaces နန်းတော်တွေ constructed by various riot dynasty Riot dynasty dynasty ဆိုတာမင်းစစ်ကိုပြောတာ a series of rulers of a country who belong to the same family မြောက်မြလာဆိုတော့ တော်ဝင်မင်းဆက်တွေကတီဆောက်ခဲ့သောနန်းတော်တွေဖျားเจ้าတွေစစ်တပ်တွေဟာတဲ့ although have been extensively destroyed extensively ဆိုတာကဒီအမြောက်အများပေါ့နော်အမြောက်အများ destroy ပျက်စီးခံရသောညာလေတဲ့ဒီတော်ဝင်မင်းဆက်တွေတီဆောက်ခဲ့သောနန်းတော်တွေနဲ့ဖျားเจ้าတွေခံတပ်တွေဟာနော်ဒီပြင်းပြင်းထန်ထန်မြောက်များစွာဖြစ်စည်းခံရသောညာလေ there are many cultural monuments there are ရှိနေသေးတယ် many မြတ်မြတ်လားဆိုတော့ cultural monuments ဒီရင်ကျင်းမှုဆိုင်ရာသမိုင်းဝင်အဆောက်အုံတွေဟာ still exist in Hanoi Hanoi မြို့မှာတည်ရှိနေသေးပဲတဲ့အမြုံအများကြီးဖြစ်စည်းခံရတော့ညာလည်းတည်ရှိနေသေးတယ်လို့ပြောတာ located in northern vietnam northern vietnam vietnam မြောက်ပိုင်းမှာရှိတဲ့ Hanoi မြို့မှာတည်ရှိနေသေးပါပဲတဲ့ the city is also the place ဒီမြို့တော်ဟာဆိုရင် the place နေရာတနေရာလည်းဖြစ်တယ် ဝဲဘိုင်နေရလဲဆိုတော့ many museums ပြောမလားဆိုတော့ပြားရိုက်တွေ theaters theater တွေ exhibition hall ပြကန်းခန်းမတွေ national libraries အမျိုးသားစာကြည့်တိုက်တွေ scientific library are concentrated concentrated ဆိုတော့တနေရာထဲမှာဒီတပြုံတစည်းတည်းတစုတစည်းတည်းရှိနေတာကိုပြောတာဒီမြို့ဟာဆိုရင်တဲ့ဒီ scientific libraries တိပ်ပံဆိုင်ရာစာကြည့်တိုက်တွေအမျိုးသားစာကြည့်တိုက်တွေ exhibition ပြကန်းခန်းမတွေ theaters ကပြဇာတ်ရုံတွေ မြန်မာလက်ကတော့ပြတ်လိုက်တွေတစုတစည်းတည်းရှိနေတဲ့နေရာလဲပဲဖြစ်ပါတယ်တဲ့ other outstanding places or historical cultural significance other တခြားသော outstanding outstanding ဆိုတာဒီနေရာမှာထင်ရှားသောလို့ပြောမှာပေါ့နော်တခြားထင်ရှားသော historical cultural significance significance တမိုင်းဝင်ယဉ်ကျေးမှုအရေးပါသောထင်ရှားသောနေရာတွေကတဲ့အာဖြစ်ကြပါတယ် the old citadel xiang khanda khanda hong the presidential place palace the mara nando the mausoleum of president ho chi minh ho chi minh ye the mausoleum so da ga mausoleum so da di လိုပြောမလဲအာဇာနည်ပြိမာန်ပေါ့နော် a special body made to hold the dead body of an important person or the dead body of family မဇိုလီယံဆိုတာအာဇာနည်ပြိမာန်လိုပဲမှတ်ထားပါ တမရဟူချီမင်းရဲ့မဇိုလီယမ်အာဒါနေဘိမန်နဲ့ the Baden Square Baden ရင်ပြင်နဲ့ the Memorial Monuments of Combatants Combatants ဆိုတာကတိုက်ပွဲဝင်စစ်တီတွေကိုပြောတာ a person of group a person or group involved in fighting in a war or battle တခြားသောမိုင်းဝင်ယဉ်ကျေးမှုအရေးပါတဲ့နေရာထင်ရှားတဲ့နေရာတွေကတဲ့ဘာတွေလဲဆိုရင် တပ်ပုံဝင်စစ်တီတွေရဲ့အထိမ့်မတ်ကြောက်တိုင်နေရာတွေဘာဒင်းရင်ပြင်တွေတမရဟူချီမင်းရဲ့အာဇနီပိတ်မှန်တွေတမရနန်းတော်နဲ့တဲ့ဒီအိုစစ်တဲရှီဟောင်းခန္တက်တွေဖြစ်ကြပါတယ်တဲ့မိုင်ဆန်စင်ချူရီဒီနေရာမှာမိုင်ဆန်စင်ချူရီတဲ့ကိုဘေးနမ်လို့ကမီဆန်စင်ချူရီလို့ခေါ်ကြတယ်လို့ကျွန်တော်ဒီ Google မှာတွေ့ဦးတယ်ဟိုမီဆမ်ဆိုတာကမီဆိုတာက Vietnamese လို့က beautiful ဆိုတဲ့အဓိပ္ပာယ်တဲ့ sun ဆိုတာက mountains beautiful mountains လို့အဓိပ္ပာယ်တဲ့သို့တော့ဒီနေရာမှာတော့ my sun ဖြစ်ဖြစ် my sun ဖြစ်ဖြစ်အဆင်ပြေလို့ကြည့်ရအောင်တကယ်လို့အမှတ်ကျွန်တော်အမှတ်မှားနေတယ်ဆိုရင်လည်းကျွန်တော်ကိုထောက်ပြစီလိုပါတယ် my sun sanctuary the remains of hindu temples remains ဆိုတာကအကျံအကျွန်းကျံပေါ့နော် hindu ဖျားယောက်နေအကျွန်းကျံဖြစ်တဲ့ဒီ my sun sanctuary ဟာဆိုရင်တဲ့ It's a UNESCO World Heritage Site in South Central Vietnam. ဗီယက်နမ်တောင်ပိုင်းအလယ်ပိုင်းမှာရှိတဲ့တောင်ဘက်အလယ်ပိုင်းမှာရှိတဲ့ကမ္ဘာယဉ်ကျေးမှုအမွေနဲ့အစည်းအဝေးနေရာလည်းဖြစ်တယ်တဲ့။အင်းပြီးတော့ It's believed to be ယုံကြည်ထားကြတယ် the longest inhabited archaeological site in Indochina Peninsula. Indochina ကျွန်းဆွယ်မှာတဲ့ချီးအကြဆုံး the longest inhabited လူတွေကျင်လည်ကျစားရာရှင်းအောင်သူတတနေရာလို့ယူကြည်ထားကြတယ်တဲ့ The Golden Bridge Golden Bridge ဆိုတာရွှေတံတားကြီးပေါ့နော်ကျွန်တော်တို့ဒီဟိုကြည့်ကြအောင်ဆို Missan Century ပေါ့နော် Missan Century ပါဒါကျွန်တော်အားလုံးပုံမှန်ယူထားတာပါဒါတော့ Ho Chi Minh ရဲ့ Mausoleum ပေါ့နော်ဟုတ်ကဲ့ The Golden Bridge is a major tourist attraction ဒီရှူဒရာကြီးကဆိုရင် tourist attraction ကမ္ဘာလက်ခီးသွားတွေကိုအဓိကဆက်ဆံတဲ့နေရာဖြစ်တယ်တဲ့အင်ပြီးတော့ the most unique point of its architecture the most unique point အထူးဆန်းဆုံးအချက် its architecture ဒီဘိတုကလက်ရရဲ့အထူးခြားပြောင်ပြောင်ဆုံးချက်ကတဲ့ its a contrast မတူတာပဲတဲ့နော်မတူတာပါတယ်ဘာမတူတာလဲဆိုတော့ between the elegant curve elegant ဆိုတာကဒါတော့ dark contrast ကိုပြောတာ elegant ဆိုတာ attractive and showing good sense of style ဒါလို့ပြောမလဲ attractive and desirable ဆက်ဆောင်မှုရှိတော့ပေါ့နော်သူက clever but simple ဆိုတာသူကဟိုကျွန်တော်တို့ graceful လို့လည်းပြောတယ်စိတ်တည်ရှိလာတော့ curve curve ဆိုတာကအကွေးပေါ့ဗျာ align on surface that bends gradually smooth bend ဒီကျွန်တော်တို့သဒ္ဓါကိုကြည့်ရင်သိလိမ့်မယ် between the elegant curve or shin la pa la တဲ့ဒီအကောက်အကွေးတွေနဲ့တဲ့ the giant hands holding the bridge သဒ္ဓါကြီးကိုကင်ထားတဲ့ အေယာမလက်ကြီးတွေကြားကကွာချမှုမတူတာဟာတဲ့မတူတာဟာဒီဘိတုကလေယာရဲ့အထူးခြားအပြောင်မြောက်ဆုံးအချက်ပဲဖြစ်ပါတယ်တဲ့ဟုတ်ကဲ့ဒါကတော့ golden bridge ကြီးပေါ့နော်ဒါတကယ် unique cup ဆိုတာကိုပြောတာပါဒီဒရိုက်ကြီးကအင်မတန်တက်လွင်နေပြီးတော့မှဒီအေယာမ giant ဟန်ကြီးကဟိုဟောင်းနှွမ်းနေတယ်ဆိုတာကိုပြည့်ညံ့တာတော့မသိဘူးပေါ့နော်ဟုတ်ကဲ့ပါ ဆင်ပြေမဲ့လို့မျှော်လင့်ပါရယ်ကျွန်တော်တို့အဆင်ပြေတာရှိရင်လည်း comment box မှာဝင်ရောက်မှတ်ချက်ပေးဖို့တောင်းဆိုပါစေကျွန်တော်ဗီဒီယိုလေးကိုဆုံးတကြည့်ပေးခဲ့လို့ကြီးစုတင်ပါရယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်အပတ်မကြည့်ရင် channel လေးကို subscribe လုပ်ခဲ့ဖို့တောင်းဆိုပါစေဘိုင်ဘိုင်